တန်ငါလုပ်ငန်းဖြင့်အသက်မွေးကြတဲ့တန်ငယ်ချင်းနှစ်ယောက်။ဟာရေထဲမှာငါးရှာကြအခါကြီးရဲ့ကြီးရောက်တော့တရွာလုံးကဥပုသ်ဆောင်သုံးသူတို့နှစ်ယောက်ထဲကျန်နေတယ်။ဟာတို့နှစ်ယောက်ထဲတယ်ကွာကျန်တဲ့လူတွေဥပုသ်ဆောင်နေကြ။တို့ကလည်းနှစ်ယောက်သလုံးသွားဥပုသ်ဆောင်လို့လည်းမဖြစ်ဘူး။တနေ့လုံးမှတနေ့စား။အဲ့တော့ဒီလိုလုပ်မယ်တယောက်ကဥပုသ်သွားဆောင်တယောက်ကငါးရှာ။ဒါဆိုတဝက်တော်ကုသိုလ်ရမယ်ပေါ့။ ဲ့ဒါနဲ့ကောင်းပြီကွာဆိုပြီးတယောက်ကဥပုပ်ကြောင်းသွားပြီးဥပုပ်ဆောက်တယောက်က ရေထဲမှာပါဖြစ်တော့ငါးရှာဥပုပ်ကြောင်းသွားပြီးတော့ကုစုတိလဆောက်နေတဲ့ပုဂ္ဂိုလ်ကကုသလံဓမ္မံပဲကုစုတရားတွေလို့ရေထဲကငါးရှာတဲ့ပုဂ္ဂိုလ်ကအကုသလံဓမ္မံပေါ့ဗျာဟုတ်လားရေထဲကငါးရှာတဲ့လူကစိတ်ကပဲရောက်နေတယ်လေမင်းဘုန်းကြီးเจ้าရောက်လုပ်နေတာအကုသို့ တမ်းမဲ့စိတ်ကဟောငါတကယ်ကြီးဒီချိန်ဆိုရင်ဘုန်းကြီးထံသီလခံယူလောက်ပြီဟာဒီချိန်ဆိုရင်တော့ဘုရားကုံတရားကုံတန်ခါကုံတွေပွားလောက်ပြီဒီချိန်ဆိုရင်တော့ဟောကြားတဲ့တရားတွေနာပြီးတော့ဓမ္မတဝနာကုသိုလ်တွေရလောက်ပြီလူကလုံနေတာကအာကုသိုလ်အကုသိုလ်လုပ်ရင်းနဲ့ပြိသိစိတ်ကကုသိုလ်ပဲရောက်တယ်သူ့မှာဘာဖြစ်တော့ကုသိုလ်တွေဖြစ်နေတာဟုတ်လားဟာနောက်တက ဘုန်းကြီးကြောင့်ရောက်နေတဲ့လူကဘုန်းကြီးရှေ့သာထိုင်နေတာနတ်တငယ်ချင်းခုချိန်ဆိုရင်900လောက်ပြီပထမရတဲ့ငါးလေးရောက်ပြီဆံဝယ်လောက်ပြီအဒုတိယငါးလေးရိုက်တက်ပြီးတော့ငါ့အတွက်ဟင်းချက်လောက်ပြီဟောတယောက်ကကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်တော့အာကုသိုလ်ဖြစ်တာတယောက်ကအာကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်နေလို့ကုသိုလ်ဖြစ်တယ်တဲ့သူတော်ကောင်းတို့ဒါလူတွေရဲ့စိတ်စပါးကွာဟုတ်ပြီလား ဒါမျိုးကိုပဋ္ဌံလို့ဒီလိုခေါ်တာဗျာကုသလံဓမ္မပဋိစ္စကုသလောဓမ္မဥပ္ပိသတိကုသလံဓမ္မပဋိစ္စအာကုသလောဓမ္မဥပ္ပိသတိအာကုသလံဓမ္မပဋိစ္စကုသလောဓမ္မဥပ္ပိသတိအဘိဓမ္မာသိပြီးတော့စိတ်ဝင်စားစရာကောင်းကုသိုလ်လုံရင်းနဲ့ကုသိုလ်ဖြစ်ကုသိုလ်လုံရင်းနဲ့အကုသိုလ်ဖြစ်အကုသိုလ်လုံရင်းနဲ့လည်းကုသိုလ်ဖြစ်အကုသိုလ်လုံရင်းနဲ့လည်းကုသိုလ်တွေဖြစ်ဒါမျိုးတွေဟောထားတာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကတငယ်ချင်းနှစ်ယောက်တငယ်ချင်းကတခိုးတငယ်ချင်းမြို့ထဲလှဲ့လေခိုးလို့အဆင်မပြေတော့ကြံမိကြံရကြံနေဘုရားထံတရားနာတဲ့ပိဋကတ်ထဲခိုးဖို့ကြံတာအေးကွာလူတွေအများကြီးဒီလောက်များတဲ့ထဲကလူတွေတဲကတော့တယောက်ယောက်ကတော့ငိုက်ပါ ငါရင်တို့တွေခိုးရအောင်ဆိုပြီးတော့